ဲတွေအများကြီးကျွန်တော်တို့တော်ဘူးပါမယ်တက်ဖို့ပါလေဒါပေမဲ့ဇွန်နှစ်အောင်လုံးပေါ့တော်တောင်းရဲဆိုလဲတော်တော်အေးပါတယ်အေးတယ်ဆိုဟုတ်ကဲ့ကိုအဲ့လောက်ပဲစကားလည်းအများကြီးမပြောသလိုကျောင်းကျမလေးကြတော့လဲစုပြည့်လေးကလည်းအဲ့တိုင်းပါပဲကျွန်တော်တစ်ခါမှစိတ်တည်မလွှရှားဘူးပါဘူးဒါတကယ်ပြောတာပါကျွန်တော်လေးစိတ်လွှရှားတယ် တော်ဖြစ်စီနေနေရပါတော့ဆိုကြီးရအေးကြီးအော်ဖြစ်ပါစေလို့ဘာလို့တရားတော့လိုက်တာကိုတရားတရားကတကယ်ကိုဘယ်လိုပြောမလဲနင်းနဲ့လားအရှင်နဲ့မြလို့ဟဲ့လားအဲ့လိုပဲလိုက်ကြအရင်ချစ်တယ်တကယ်လည်းဖြစ်ပါစေလို့ဆုတောင်းလာပါလေဆုတောင်းပါလေအဲ့တုန်းကလည်းတကယ်လည်းဖြစ်ဖြစ်သွားပါလေဝမ်းသာပါလေပြောပါလေအဲဆုတောင်းတိုင်းလာပြည့်စီခြင်းပါသည် တော့ကျွန်တော်ဒီဒီရခိုင်ဝင်ရဆိုတော့ကျွန်တော်ကျွန်တော်ဒီတရုတ်ဆောင်လောကမှာဆိုကျွန်တော်မျက်စိရှိမှာပေါ့နော်ချောလဲချောတယ်တော့တရုတ်ဆောင်မင်းသားတယောက်ဖြစ်လာတာမင်းသားတစ်လက်ဖြစ်ကျွန်တော်ညီလေးလိုပါပဲအရင်လက်ခင်ပါတယ်အဲကျွန်တော်ခင်ဝင်ရနေဆိုရင်ကျွန်တော်ညီလေးနဲ့ဆိုကားရည်လည်းတော်တော်များများရိုက်ခဲ့တယ်အဲ့လိုပဲစိုးပြေဆိုလဲဒီဒီစိုးပြေဆိုလဲကြောင်းတက်နေတာပေါ့နော်ဟိုရှူတင်မှာစာဟိုဇဝဲကောင်မှာစာမွဲပြို့တော့စာကျက်တာတမောက်ဂျာပါဘီဟိဆိုတွားရလာအဲ့လိုအဲ့လိုကနေပြီးတော့ခင်းလာတယ်ဆိုတော့အဖေရောအမေရောနောက်ပြီးတော့ မိုင်းဆိုးရောအစအကုန်လုံးပေါ့နော်မောင်နှမရဲ့လူဖြစ်နေတဲ့အတွက်ဒီပွဲလေးလာခြင်းဖြစ်ပါတယ်ပြီးတော့ကျွန်တော်ညီလေးညီမလေးအရင်လည်း live ဖတ်တယ်လို့ပြောနော်အရင် live ဖတ်ပါတယ်အားလုံးကလည်းသဘောကျတယ်အားလုံးကလည်းသဘောတူတယ်လို့ခံစားရပါတယ်အဲဒါကြောင့်ဒီထက်မှကဘဝခီးလက်မှာတိုးတက်အောင်ပြင်ဖြောင်ပြူပါစေနော်နောက်ဆက်တည်ကြိုးပမ်းပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာဟုတ်တယ်ကျွန်တော်ရှုတင်ပါဆိုနှစ်အောင်လုံးပေါ့ ဟိုတားငယ်ဆိုလဲတော်တော်အေးပါတယ်အေးတယ်ဆိုဟုတ်ကဲ့ကိုအဲ့လောက်ပဲစကားလည်းအများကြီးမပြောသလိုကျောင်းညီမလေးကြတော့လဲစုပြည်လေးကလည်းအဲ့တိုင်းပါပဲတော်တော်လည်းစကားမပြောပြောရင်လည်းဟိုလောကိစားနဲ့နောက်ပြီးတော့ဟိုဘလို့အရေးကြီးတဲ့ဟာလောက်ပဲပြောတယ်ပေါ့နောက်သူတို့ကနောက်ပြီးတော့ရှင်းဆိုရတယ်တော်ကြတယ်ရှင်းဆိုလည်းတော်တယ် item မှာဆိုလဲဒါပြောအောင်ပြောဆိုလို့ရှိရင်တရုတ်ဆောင်မှာဆိုလို့ရှိရင်ပေါ့နော်ဟိုတရုတ်ဆောင်ထဲမှာဆိုတာအကောင်းဆုံးတရုတ်ဆောင်လေးကိုပြောလို့ရတာပေါ့ ချီကျူးပါတယ်ဟုတ်ကဲ့ဒီဆက်မှာကလည်းတိုးတက်ပါစေဆုတောင်းပြုပါတယ်အဲ့တော့တို့တို့ညီမင်္ဂလာတွေကြားရတဲ့အခါမှာဘယ်လိုလုပ်ကြအောင်ပါလဲအဲကျွန်တော်ဖြစ်စီနေတာပေါ့နော် sorry ရဲ့အရေးကြီးအော်ဖြစ်ပါစေလို့ဘာလို့တရားလုံးလိုက်တာဟုတ်တရားတရားကတကယ်ကိုဘယ်လိုပြောမလဲနင်းနဲ့လားရွှေနဲ့မြလားဖက်လားအဲ့လိုပဲလိုက်ကြလိုက်ကြတော့တကယ်လည်းဖြစ်ပါစေလို့ဆုတောင်းတာပါလေဆုတောင်းပါလေအဲ့တုန်းကလည်းတကယ်လည်းဖြစ်ဖြစ်သွားပါလေဝမ်းသာပါလေပြောပါလေအဲဆုတောင်းတိုင်းလာပြည့်စည်ခြင်းပါဒီ confirm ဆိုရပြီ ်တော့ surprise ဖြစ်သွားတယ်။အော်ဒါကတော့ကျွန်တော်ဘယ်လိုပြောမလဲဆိုတော့ဒီကတော့ကျွန်တော်ရဲ့ညံညီလေးတဲ့ညီမလေးကျွန်တော်ဖြစ်စီစီနိုင်ဖြစ်တဲ့အတွက်ဝမ်းသာပီးပြီးဖြစ်တာပေါ့နော်။ဟုတ်ကဲ့။ဟုတ်ကဲ့မင်္ဂလာရက်မြတ်ဒီနေ့အပ်စားပြီးပါမလို့နော်။နောက်ထပ်နှစ်ပေါင်းများစွာရတ်တပံယူမြေချပေါင်းဖက်ပြီးတော့စိတ်တူကိုယ်တူဟလားဘွားခီးကိုအတူတကွဖြတ်တန်းနိုင်ပါစေကြောဖြတ်နိုင်ပါစေအောင်မြင်မှုများပိုက်ဆိုင်ပါစေစိတ်ချမ်းသာကိုကျမ်းမာနဲ့နေနိုင်သွားနိုင်စားနိုင်တောင်းနိုင်ပါစေဗျာ